ျွန်တော်တို့ဒီအလုတ်သမားတွေနိုင်ငံခြားတိုင်းပြည်တွေမှာလုတ်ကင်စားတော့အလုတ်သမားတွေကိုဒီထက်ပိုခက်ခဲအောင်ဒီထက်ပိုပြီးတော့ဟိုပြဿနာတွေနဲ့ရင်ဆိုင်ရအောင်ဆောင်ရွက်နေတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဟိုအဓိကတော့ဒါကျွန်တော်တို့ဒီပထမဦးဆုံးအနေနဲ့အခြေခံကတော့ဒါမြန်မာနိုင်ငံသားတွေအားဒါကျွန်တော်တို့ရဲ့နိုင်ငံသားအခွင့်အရေးကိုဒါချိုးဖောက်တာလို့ကျွန်တော်မြင်တယ်။နောက်တစ်ခုကလည်း ဟိုအစိုးရတွေအနေနဲ့ကျွန်တော်တို့ဒီရှစ်ပြောအလုပ်သမားတွေကိုအကာအကွယ်ပေးနိုင်ငံသားမှာအဆင်ပြေချုံးမွေးအောင်လုပ်ကင်ဆောင်ရွက်နေအောင်ဆောင်ရွက်ရမယ့်အစားကျွန်တော်တို့ဒီအလုတ်သမားတွေနိုင်ငံခြားတိုင်းပြည်တွေမှာလုတ်ကင်စားတော့အလုတ်သမားတွေကိုဒီထက်ပိုခက်ခဲအောင်ဒီထက်ပိုပြီးတော့ဟိုပြဿနာတွေနဲ့ရင်ဆိုင်ရအောင်ဟိုဆောင်ရွက်နေတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။အော်အဓိကတော့ဘောနော်အဓိကလူငယ်ဒီ ရွှေပြောင်းလို့သမားဆိုတာလေလူငယ်ကအများစုပဲနောက်တစ်ခုကဒီရွှေပြောင်းလို့သမားတွေအနေနဲ့ကဟိုမြန်မာပြည်ကနေပြီးတော့ကျတို့ညီမျိုးစုံနဲ့ပြေးလာကြတယ်အဓိက push ဆိုတာကပြီးခဲ့တဲ့နှစ်ထဲမှာဆိုလို့ရှိရင်စစ်မှုမထမ်းမနေရဥပဒေပြည်သူ့စစ်ဥပဒေကြောင့်လာတဲ့လူငယ်တွေကလည်းအများကြီးပဲနောက်တစ်ခုကကျွန်တော်တို့အစောပိုင်းတော့ကျွန်တော်တို့ကဒီလက်နက်ကန်တော်လန်ရေးမှာဝင်ပါနေကြတယ်တချို့ကျတော့လည်းထွက်ပြေးလာတယ်ဆန္ဒပြဝေးတွေမှာတချို့လူတွေလည်းမမပြေမပြောင်းကျင်ကြတာကိုအဲ့ဒီလူငယ်တွေကလည်း ိုင်းထဲမှာကျွန်တော်တို့စ조사အလုပ်တွေကို조사လုပ်ကင်ပြီးတော့တရားဝင်မှုလက်မှတ်တွေရအောင်တို့ဆောင်ရွက်နေတာရှိတယ်။တချို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုပိုင်းအောင်ဘတ်လုပ်တယ်ပေါ့နော်။ပိုင်းအောင်ဘတ်လုပ်ပြီးတော့အစောပြောတဲ့ဒီဟိုဥစား passport ပေါ့အလုပ်လုပ်ခွင့်ရတဲ့ passport အနီခေါ်တော့ဗျာနိုင်ငံခြားရေးတွေတော်လို့ရတယ်။ခါတိုင်းနှစ်တွေတော့လုပ်ပေးနေတာပဲ။ဆိုတော့အဲ့ဒါနဲ့ဆိုလို့ရှိရင်ဘာပဲပြောပြောဟိုပညာတော့သင်လို့လည်းတစုံတရာလွယ်ကူတယ်။နောက်တစ်ခုကတခြားနိုင်ငံတွေမှာဒီထက်ကောင်းတဲ့အလုပ်လေးတွေရှိလို့ရှိရင်လည်းတို့ဟိုသွားလုပ်လို့ရတယ်။ဒါကျွန်တော်တို့နဲ့လည်းဆက်ဆက်ဆောင်ရွက်နေတဲ့ ဟိုလုပ်ငန်းတွေလည်းဒါအများကြီးရှိပါတယ်ဒါတွေကကျွန်တော်တို့ရဲ့ဟိုလူငယ်တွေရဲ့အနာဂတ်လူငယ်တွေရဲ့ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်ရေးကိုဒါနှောက်ရှက်ဟန့်တားတာလို့လည်းဒါကျွန်တော်တို့ပြောလို့ရပါတယ်ဘောအဓိကတော့အစောကျွန်တော်ပြောသလိုပဲဒီចောင်းသားတွေအတွက်ကဒါအများကြီးပူထိခိုက်တယ် ော်ဥပမာဖြစ်ဒီ PG ပေါ့ဗျာဒီဒီ passport လေးနဲ့တို့ကထိုင်းနိုင်ငံမှာအကြောင်းတက်ခွင့်လည်းရနိုင်တယ်နောက်အချို့အင်ဂျင်နီယာချင်းနိုင်ငံလေးတွေပေါ့ဗျာဒါကျွန်တော်တို့ပညာရေးလုပ်နေအဖွဲ့အစည်းတူတွေနဲ့ဥပမာဖြစ်ကျွန်တော်တို့အခု scholarship တွေဆိုဈေးနှုန်းနည်းနည်းတက်တာရဲဥပမာဟိုကမ်ဘောဒီးယားတို့ကျွန်တော်ဖိလစ်ပိုင်တို့အင်ဒိုနီးရှားတို့မှာကျွန်တော်တို့ချေကလေးတွေကြောင်းသွားတက်နေတာရှိတယ်ဆိုတော့အခုကဒီဟိုထိုင်းနိုင်ငံမှာပဲသုံးလို့ရတဲ့ passport ဆိုတော့ဟိုဒီကျွန်တော်တို့ပြထမ်းလိုက်တာကတော့အဲ့လိုမျိုးပဲထုတ်ပေးမယ်ဆိုတော့ဒါကတော့ဟိုမြန်မာ နိုင်ငံကလူငယ်တွေကိုဒါဒီတကယ်ကိုအခွင့်လန်းနေဆုံးရှုံးအောင်ကျွန်တော်ပညာသင်ကြားမှုတွေကိုဟန်တားတာလို့ကျွန်တော်အနေနဲ့တော့ဟိုပြောချင်ပါတယ်တည်တဲ့အတိုင်းပဲပြောတာကျွန်တော်နိုင်ငံကကျွန်တော်တို့ကဒါစစ်ဖြစ်နေတဲ့နိုင်ငံနိုင်ငံကြီးမတည်ငြိမ်ဖြစ်နေတဲ့နိုင်ငံအတော့အလုတ်ကြီးကျွန်တော်တို့ဒီအခြေခံလုံအားကားတွေနည်းပြီးတော့ကျွန်တော်လူမှုဖုလို့ရင်းရံပုံတွေကကျွန်တော်တို့မရှိသလောက်ကျွန်တော်မရအကျိုးခံကောင်းဝင်မရှိတဲ့နိုင်ငံ နောက်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ကဒီစမှုတန်းနေရပြီးတော့ဒီတန်းနဲ့ရှိတဲ့ကျွန်တော်တို့ကရွှေပြောင်းအလုပ်ကမှဟုတ်တန်းနဲ့ရှိတဲ့ကျွန်တော်တို့ဒီအသက်16နှစ်ကနေ35နှစ်တွင်လူငယ်တွေကအများကြီးဖြစ်နေတယ်ဆိုတော့ဒီဒီလူတွေရဲ့ကျွန်တော်တို့ပညာရေးလုပ်ငန်းတွေဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုကျွန်တော်တို့ကပိတ်ပင်နေဟန်တားလာတာကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့သူတို့ပြောနေတယ်ကျွန်တော်ပြန်လဲထူထောင်ရေးလုပ်မယ်မြန်မာပြည်အတွက်ကဒါအင်မတန်မှကျွန်တော်တို့အကျိုးရုပ်ရှင်ရုပ်စီတယ်ပေါ့နော်ဒီလူငယ်တွေပဲသွားပြီးတော့ ညာသင်လာမယ်ဒီရှစ်တော်လို့သူမတွေပဲနိုင်ငံခြားမှာသွားပြီးတော့ဟိုအရင်းကြီးတွေရအောင်ကြိုးစားတယ်နောက်နေ့တိုင်းလဲကျွန်တော်တို့ကဒီဟိုမြန်မာပြည်မှာကြံခဲ့တဲ့တန်ပေါင်းများစွာသူတို့ရဲ့မိသားစုဝင်တွေကိုလည်းကူညီနေရတဲ့ဒါလူငယ်တွေဖြစ်တယ်ဒါဒါကြောင့်မလို့ဒီအစိုးရတွေအနေနဲ့တော့အဲ့လောက်ထိတော့ပြင်းပြင်းထန်ထန်ကြီးဆောင်ရွက်တာမျိုးကတော့ဒါကတော့ကျွန်တော်တို့ဒါနိုင်ငံသားအခွင့်အရေးချိုးဖောက်တယ်နောက်တစ်ခုကတကယ်ဟိုနိုင်ငံတော်အတွက်ဝင်ငွေရှာပေးနေတယ်တကယ်ဟိုအညတရသူတွေခေါင်းတွေကိုဟိုဒုက္ခ မဖြစ်ဖြစ်အောင်ဆောင်ရွက်နေတယ်လို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဟိုအဓိကတော့ကျွန်တော်တို့ဒီမြန်မာရွှေပြောင်းလုပ်သမားတွေကဒါဒီဆိုင်ရက်ဆန်းတွေလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပွဲစားတွေကိုပဲကျွန်တော်တို့အဓိကအားကိုးနေရတာဖြစ်တယ်ငါတို့ကလည်းဒီအဆမတန်ကျွန်တော်တို့အစိုးရတွေနှစ်ဖက်အစိုးရတွေတတ်မှတ်ထားတယ်လဲပို့ပေးရတယ်အခုကျွန်တော်ဆိုရင်လည်းကျွန်တော်တို့အချို့လုပ်သမားတွေနော် CA ကနေပြီးတော့ကျွန်တော်တို့အစိုးရက PG ပေါ့နော်ဒီ password for all အခြားနိုင်ငံလည်းတွားလို့ရမယ်ထင်ပြီးတော့လုပ်ရမျိုးရှိတယ်။အခုလိုမျိုးကျွန်တော်တို့ထိုင်းနိုင်ငံတစ်ခုပဲအလုံးလုံးခွင့်ရမယ်တွားလို့လာလို့ရမယ်ဆိုရင်တော့ကျွန်တော်တို့ CI ကင်ထားရတဲ့ဘာထူးမှလည်းကျွန်တော်တို့မလိုလားအဖက်နဲ့တော့ကျွန်တော်တို့ဒီဟိုငွေကြေးတွေကျွန်တော်တို့ကတော့ဟိုအတုံးမပြုတ်စေချင်ဘူးကျွန်တော်တို့အလုပ်သမားတွေဆိုရလဲဒီထိုင်းနိုင်ငံကိုရောက်ဖို့ကကျွန်တော်တို့ဒီငွေမြန်မာငွေဆိုရဲတိမ်ပေါင်းများစွာပေးပြီးတော့မှကျွန်တော်တို့ထိုင်းနိုင်ငံကိုရောက်တာဖြစ်တယ်ဒါကြောင့်မလို့မလိုလားအပ်တဲ့ဇယိတ်စကားတွေကျွန်တော်တို့ဟို မတုံးစီခြင်းမဟုတ်ဒါကြောင့်မလို့အစိုးရပြောတဲ့ PG လုံးလို့ထိုင်းနိုင်ငံတစ်ခုတည်းပဲတော်လို့ရမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ CI နဲ့ကျွန်တော်တို့အစိုးရပြောတဲ့ပိုင်းအောင်ဘက်နဲ့ပဲဟိုနေထိုင်လုပ်ကင်စားတော့တာသူတို့အတွက်ပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်